ေလာဒုတိယဆယ်ရက်ဘက်အတွင်းဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်လေပြင်းနှင့်ရေဝန်တစ်ချိန်ဖြစ်ပေါ်နိုင်ပြီးပုံမှားကောင်းလာသောမုန်တိုင်းငယ်ဖြစ်သူရောက်ရှိနိုင်ကြောင်းမူလီဝတ္တနှင့်ဇလားဗီရာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါသည်။ထုတ်ပြန်ချက်အရမေလာဒုတိယဆယ်ရက်ဘက်အတွက်မူလီဝတ္တခံမှန်းချက်အနေဖြင့်ကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင်လေပြင်းနှင့်ရေဝန်တစ်ချိန်ဖြစ်ပေါ်နိုင်ပြီးပုံမှားကောင်းလာကမုန်တိုင်းငယ်ဖြစ်သူရောက်ရှိနိုင်ကြောင်း ရင်းကာလာတွင်နောက်တောင်မှုတုံလေသည်အာသင်သင်မှအာကောင်းနိုင်ကြောင်းကပ္ပရီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်တို့တွင်တိမ်သင်သင်မှတိမ်ထူတတ်နိုင်ကြောင်းသိရပါသည်။မိုးရသွန်းမှုနေဖြင့်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်ရွာသွန်းမြက်ထက်ပိုမိုရွာနိုင်ပြီးမန္တလေးတိုင်းဒေသကြီးနှင့်စကိုင်းတိုင်းဒေသကြီးတို့တွင်ရွာသွန်းမြက်ခက်မိုးထစ်ချုံရွာနိုင်ကြောင်းသိရပါသည်။ မိုးရွာရက်နေဖြင့်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရယူတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်9ရက်မှ9ရက်ခန့်နဲ့နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်4ရက်မှ6ရက်ခန့်မိုးထစ်ကြောင်းရွာနိုင်ကြောင်းထုတ်ပြန်ကြေညာသိရပါသည်။